တမီ state က GD ဖြစ်စင်ငယ်ဒီဖြစ်စေတမီအသက်တော့တိတ်ခရာတော့မဖြစ်ဘူးပေါ့နော်အဲဒီမှာပဲဖြစ်ဖြစ်တမီပြိတက်တွေပျော်အောင်တမီအကောင်ဆုံးအအများကြီးစ조사သွားမယ်ပေါ့နော်အဲ့လိုမျိုးတော့တမီအမြဲတမ်းဟိုရမှတ်ထားပါ သမီးတို့က music ကြားတဲ့ကနေရောနော်အဲ့လိုတော့ရှိပါတယ်အဲ့ဒါမနေချင်းထားရပါတယ်ခုညီမလေးနှစ်ယောက်ကသူတို့ညဟိုအကြောင်းတွေပြီးသွားလို့ရှင် ပြန်အားလို့ရှင်သမီးတို့ music လေးတွေထပ်လုပ်ဖို့အာစူးစားနေတယ်ပေါ့နော်သမီးညီမလေးတွေတော့ပြန်ခေါ်ကချင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အခုကတအားကောင်းတဲ့အခွင့်အရေးတစ်ခုလည်းဖြစ်တယ်ပြီးတော့လေသူတို့ညယောက်ကလည်းသမီးလိုပဲစင်ဗလဲဖြောဖြေရတာကြိုက်တယ်ပေါ့နော် အဲ့ဒီတဲ့သူတို့လည်းလာခဲ့လို့ရှိရင်သူတို့လည်းတအားပျော်မှာပေါ့နော်အမေကလည်းသမီးတို့၃ယောက်အတူတူကလည်းလို့ရှိရင်သူတို့လည်းသူလည်းပိုပျော်မှာပေါ့နော်ဘာလဲအဖြူလားအမေလားပေါ့နော်ဒီတချင်းလေးနဲ့ပြောပြတင်ဆက်သားမှာဖြစ်ပါတယ်အကပါမပါတော့ surprise တိုက်မှာပေါ့နော်အခုဒီ state စအကြီးကြီးကိုပြောင်းလာတာဆိုတော့သမီးတို့อืมတခုခုတော့ ပို့ပြီးတော့စိတ်သက်ပို့လှုပ်ရှားရပါတော့ပြီးတော့တမီတို့ကြိုက်သလားလူခေါ်လာရဟို left fan တွေကိုခေါ်လာလို့ရတယ်ဆိုတော့တမီလည်းအဲ့ဒီအတွက်တအားစိတ်လှုပ်ရှားရတယ်ပြီးတော့တမီတို့ဒီညလည်းတမီပြင်ဆင်ထားတာတွေအများကြီးရှိရပါတော့အဲ့ဒါလည်းတိတိကျကျလေးဒီကြီးစုတူတွေအားလုံးစိတ်ကျေနပ်စွာ အဲကြည့်ရှုနိုင်မယ်လို့လည်းတမီမျှော်လင့်ပါတယ်ဗော။တမနာကောင်းအောင်ကတော့အခုတမီမနက်တိုင်းမနက်တိုင်းတော့ jogging လေးတော့လုပ်တယ်ဗောနော်။ jogging လုပ်တယ် exercise နည်းနည်းပါးပါလုပ်တယ်။ဒါပေမဲ့အများဆုံးကတော့အိမ်အမှုလုပ်ပါတယ်။တပြက်စီလဲပါရဲ့တပြက်စီလဲရင်းနဲ့တချင်းဆိုမဟုတ်လို့ရှိရင်အဝတ်လျှော်ရင်းနဲ့တချင်းဆိုပါအဲ့လိုလုပ်ပါ အဲ့ဒီစမချင်းရဲ့တချင်းကိုကတမီးတအားကြိုက်တာဒါပေမဲ့လည်းစမရဲ့တချင်းဖြစ်တော့လေနော်တမီးလည်းတည်တည်ချာချာလေးဆိုချင်တော့နည်းနည်းလေးတော့စိတ်ပူမိရေပေါ့နော်အဲ့ဒီတုန်းကလည်းတမီးအတန်ဝင်တာတွေလည်းရှိရဲအဲ့ရနဲ့စမရဲ့ high pitch တို့တမီးမမီမှလည်းကြောက်ခဲ့တယ်ပေါ့နော်အာဒါပေမဲ့လည်းတမီးတို့အများကြီးထက်ကြိုးစားရအောင်မယ်ပေါ့နော်မလုံးတမီးတက်တော့တိတ်မလုံးတော့သေးဘူးပေါ့နော် တမီစတိတ်ကကြီးဒီဖြစ်စင်ငယ်ဒီဖြစ်စေတမီအသက်တော့တိတ်ခရတော့မဖြစ်ဘူးပေါ့နော်အဲဒီမှာပဲဖြစ်ဖြစ်တမီပြိတက်တွေပျော်အောင်တမီအကောင်ဆုံးအာအများကြီးစူးစမ်းသွားမယ်ပေါ့နော်အဲ့လိုမျိုးတော့တမီအမြဲတမ်းဟိုရမှတ်ထားပါတယ်ပေါ့တမီအဲ့ဒီဆရာဆော့ခုဆဲအသက်မရိုင်ဘူးလို့ပြောတဲ့အချိန်ပေါ့နော်တမီကအော်ဒီချက်ပိုမရိုင်အောင်တမီပိုစူးစမ်းမယ်ပေါ့အဲ့လိုမျိုးအဲ့လိုမျိုးတော့ဖြစ်သွားပါတယ်ပိုစူးစမ်းခြင်းစိတ်ရှိသွားတာပေါ့နော်ဆရာတမီ ညီမလေးတွေတော့ပြန်ခေါ်ကချင်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့အခုကတအားကောင်းတဲ့အခွင့်အရေးတစ်ခုလည်းဖြစ်တယ်။ပြီးတော့လည်းသူတို့နှစ်ယောက်ကလည်းတမီးလိုပဲစင်ဗလဲဖြောဖြေရတာကြိုက်တယ်ပေါ့နော်။အဲ့ဒီတော့သူတို့လည်းလာခဲ့လို့ရှိရင်သူတို့လည်းတအားပျော်မှာပေါ့နော်။အမေကလည်းတမီးတို့သုံးယောက်အတူတူကနေလို့ရှိရင်သူတို့လည်းသူလည်းပိုပျော်မှာပေါ့နော်။ဘာလို့လဲဆိုတော့အမေနဲ့ဖေကတမီးတို့အတွက်တအားပံ့ပိုးပေးခဲ့တယ်ပေါ့နော်။အခုဆိုလို့ရှိရင်ပိုတော်ဆိုးတယ်ပံ့ပိုးမှုကတမီးတစ်စင်တော့နောက်တစ်လက်ပိုတော်ရောက်သွားတယ်ပေါ့နော်။ယူတာတမီးတို့က music ကြားတဲ့ကနေရောနော်အဲ့လိုတော့ရှိပါတယ်အဲ့ဒါမနေချင်းထားရပါတယ်ပေါ့ဆိုတော့တော့အဖွဲပြန်ဖွဲ့ပြောပြန်လို့ခုရှိလာဘူးဘူးရမ်းဘူးရှိနေဟုတ်အခုညီမလေးနှစ်ယောက်ကသူတို့နေရာဟိုအကြောင်းနေပြီးသွားလို့ရှိရင်ပြန်အားလို့ရှိရင်တမီးတို့ music လေးတွေထပ်လုပ်ဖို့အာစူးစမ်းနေတယ်ပေါ့နော်အတက်ရောက်မပါလို့ရှိရင်လည်းတမီးတို့က၃ယောက် group ကအဆင်မပြေတော့အဲ့ဒီ၃ယောက်အားမဲ့အချိန်ကိုတမီးတို့လုပ်ပြီးတော့စီစဉ်ရှိပါတယ်အချောဆုံးက အဖေနဲ့အမေမေးပါ။တမီးမတည်ဘူး။တမီးဒီညအများကြီးစ조사ခဲ့တာဖြစ်တဲ့အတွက်ကြောင့်အားလုံးပဲကြည့်ရှုအားပေးပြီးတော့ကြိုက်နှစ်သက်မဲ့လို့မျှော်လင့်ပါရစေ။အားလုံးပဲ God bless you.